င်္ဂလာပါရှင်။ကျမတို့အိမ်ပြလန်း channel ကနေဒီဗီဒီယိုမှာတော့မနေ့ကဧပြီလ30ရက်နေ့ကဆရာဒေါက်တာဖြူတီဟာရဲ့ Facebook page မှာရေးသားထားတဲ့စောင်းပါလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်။စောင်းပါအကြောင်းအရာကတော့ဥပုပ်ဆောင်ခြင်းရဲ့အနှစ်သာရ3ခုတဲ့။နားဆင်ကြည့်ပေးကြပါအောင်ရှင်။ ဧပြီလနောက်ဆုံးပတ်မှုတပတ်တည့်ရဥပုပ်ဆောင်လာတာစုစုပေါင်း၃နှစ်နဲ့၈လပြည့်ပြီလို့ပြောရပါမယ်။ပွင့်ပွင့်လင်းလင်းဝန်ခံရရင်တော့အတိအကျကြီးတော့မဆောင်ထိန်နိုင်ပါဘူး။ဥပမာဒီနေ့ဆိုဓာတ်ပုံသွားရရတယ်။အဲ့ဒါဆိုရင်ပဲဖိလိန်ပြင်ဆင်ရပြီပေါ့။နောက်ရမှလုပ်ဖို့ညှိကြည့်ပေမဲ့သူတို့ကဒီနေ့မှပို့အဆင်ပြေတယ်ဆိုတာနဲ့မငင်းတော့တာ။ရမောင်ငယ်ရှာဖွေရေးပွဲတွေဆိုလဲမကြခဏပါရတယ်။ ဒါဆိုလဲတဏှာတိပါဒကံနဲ့တွညိပြန်တာပဲပေါ့တဖက်ကကြတော့လဲဒါတွေကလှုပ်ချင်လို့လှုပ်နေတာမဟုတ်ဘူးအများအတွက်အကျိုးပြုခြင်းလည်းဖြစ်တယ်။နောက်ကျွန်တော်အခုလိုဥပုပ်ဆောင်တာကလည်းကုသိုလ်ရဖို့တို့နောင်ဘဝပါဖြစ်ဖို့တို့မရည်ရွယ်ဘူး။ဒါကြောင့်ကျွန်တော်အတွက်တော့အဆင်ပြေတယ်လို့ပဲပြောရပါမယ်။အခုစက်ရည်မာတွေကလည်းဆရာတော်တန်ဃာတော်တွေစီကကြားနေကြစကားမျိုးတွေတော့မဟုတ်ပါဘူး။ဒီတော့ တမယိုးကြဗုဒ္ဓဘာသာဝင်တွေဖတ်လို့အဆင်ပြေခြင်းမှပြေပါလိမ့်မယ်။လူငယ်လူလတ်ပိုင်းတွေကတော့ပိုလက်ခံနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်။တခြားဘာသာတွေမှာလည်းဥပုံဆောင်နေဆိုတာရှိပေမဲ့ဗုဒ္ဓဘာသာရဲ့ဥပုံဆောင်တည်တာကတော့ထာဝရဘုရားသခင်ကို အခြေခံတာမျိုးမဟုတ်ပါဘူး။ဝါရကူကလည်းဖန်ဆင်းရှင်ဝါရမဟုတ်ဘူးကို။အဲ့ဒီတော့တိလာတစ်ခုစီရဲ့အတိတ်ဘယ်နဲ့ရည်ရွယ်ချက်ကိုလေ့လာပြီးရင်ရော။ ိုယ်တိုင်နှစ်နဲ့ချီစောင့်ထိန်ကြည့်ပြီးသွားတဲ့နောက်မှာသိလာရတာကဗုဒ္ဓဘာသာရဲ့ဥပုပ်ဆောင်ခြင်းဟာအချက်၃ချက်ပေါ်အခြေခံနေတယ်ဆိုတာပဲပထမနံပါတ်၁ရိုးရှင်းစွာနေထိုင်ခြင်း simple living ပေါ့နောက်နံပါတ်၂ကတော့ attachment လို့ခေါ်တဲ့ညစ်တွေမှုတွေကိုလျှော့ချခြင်းနောက်ဆုံးတစ်ခုကတော့သတိဖြစ်နေထိုင်ခြင်း living consciously ဒီ၃ခုဖြစ်တယ် တခုစီကိုပြန်ပြီးတော့ရေးပြရရင်တော့ပထမနံပါတ်1ရိုးရှင်းစွာနေထိုင်ခြင်း simple living ရိုးရှင်းစွာနေထိုင်ခြင်းဆိုတာကတော့နေ့လဲညစာမစားဘူးခံခံနာနာမအိပ်စက်ဘူးဖီလိုက်ပြင်ဆင်ချေမုံးတာတွေမလုပ်ဘူးဒါနဲ့တင်အလောက်ကအတော်ပါသွားပြီဒီတော့တရားဆိုလဲတရားအလုပ်လောကီဆိုလဲလောကီအလုပ်ပို့ပြီးတော့လုံနိုင်သွားတယ် ။တကယ်ဆိုလည်းအားလုံးမှာက24နာရီပဲရှိကြတာမဟုတ်လား။ဒါကိုဘလို့သုံးတယ်လဲ။ဘဲရာတွေကိုဥစားပေးတယ်လဲဆိုတဲ့အပေါ်မူတည်ပြီးပဲဘွားတွေကြွားချသွားကြတာလေ။အခုကကြတော့မျိုးစုံသောဆွဲဆောင်မှုတွေနောက်မှာကောက်ကောက်ပါအောင်လိုက်ရင်းနဲ့အရေးမပါတာတွေကိုအရာပေးမိနေတာခက်များများဖြစ်နေတယ်။ဒီတော့အရေးကြီးရာတွေအတွက်အချိန်ကမကြံတော့ဘူးဖြစ်ကုန်တာ။နောက်နံပါတ် အထက်ချမလို့ခေါ်တဲ့ညှိတွေမှုတွေကိုရှော့ချခြင်းနဲ့ဒီတစ်ချက်ကပထမတစ်ချက်နဲ့လည်းဆက်ဆက်တယ်တကယ်ကဘဝတွေရှုပ်ထွေးတယ်ဆိုတာညှိတွေလို့ဖြစ်ရတာပဲအစားတွေစားခြင်းနဲ့ตายရတဲ့အတန်ကလေးတွေနားထောင်ခြင်းနဲ့အလားပါအကခုံချော်ပြတာတွေကြည့်ခြင်းနဲ့ကောင်းမြတ်အနံ့ကလေးတွေရှုခြင်းနဲ့လိန်ဆက်ဆန်တာလို့အထီးတွေတွေမှာตายရခြင်းနဲ့ကောင်းကောင်းမွန်မွန်အိပ်ဆက်ခြင်းနဲ့စိန်ခံခြင်းနဲ့ ကိုကိုကိုလည်းတက်မှတ်နေတော့လှအောင်ပြင်ဆင်နေသူများကိုလည်းကိုကိုတက်မှတ်စီခြင်းနေအဲ့ဒါတွေရဲ့နောက်ကိုလိုက်ရင်လိုက်ရင်သူတို့တောင်းဆိုသမျှဖြည့်စည်းရင်ဖြည့်စည်းရင်နဲ့ simple living ကိုမရနိုင်ကြတော့တာဒီနှစ်ခုကတန်တရာလဲတဲ့သဘောလဲရှိတယ်တက်မှတ်မှုများလေလေခန်းခန်းနာနာနေလေခန်းခန်းနာနာနေလေပူပူပြီးတော့လိုချင်လေး ူနဲ့ဆန့်ကျင်ဘက်ကကြတော့တက်မှတ်မှုနည်းရင်တော့ဘဝကိုရိုးရှင်းစွာနေထိုင်နိုင်မယ်။ရိုးရှင်းစွာနေထိုင်လာနိုင်တယ်ဆိုရင်လည်းတက်မှတ်မှုကနည်းလာတာပဲ။ဒါကြောင့်ဥပုပ်ဆောင်တဲ့အခါတက်မှတ်မှုတွေကိုရှော့ချပြရတာ။နောက်ဆုံးတစ်ချက်တရိပ်ဖြစ်နေထိုင်ခြင်း living consciously တခါတလေရှောင်လွဲလို့မရလို့ပွဲတွေတက်ရတယ်။အခမ်းအနားမှာကြဲတချင်းကိုစူရထားပါတော့။ပုံမှန်ဆိုအဲ့ဒီတချင်းကြတိုင်းရင်ထဲမှာထိထိရှက်ရှက်ခံစားရတာ။ တတိလက်လွတ်နဲ့လိုက်စီမျောနားထောင်မိတာကိုပိုးပေါင်းဆောင်တာရဲ့ရကြတော့တတိကလေးကတ်ထားရတယ်။နားမှာအတန်ကြားတယ်ဆိုတော့အစ်စ်နဲ့ရင်ရက်နေအောင်ပေါ့။အပြင်သွားတယ်ဆိုရင်လေချောချောမမောလှလှပပတက်မတ်စရာတွေမြင်ရပြန်တာပဲ။ပုံမှန်လို့ဆိုသဘောကျမိမှာပေါ့။ဒါပေမဲ့ဥပုပ်ဆောင်ထားတယ်ဆိုရင်တော့မျက်စိမှာမြင်တယ်ဆိုတော့အစ်စ်နဲ့ရင်ရက်နိုင်အောင်တတိနဲ့ထိန်းရတယ်။ တောထဲမှာတပူရဲသွားနေနိုင်တာမဟုတ်တဲ့အတွက်ထိတွေ့မှုတွေကရှိတာပဲအဲ့ဒီမှာသတိကပ်မထားဘူးဆိုရင်တီလာကပြက်ရောကိုစိတ်နှစ်ပါးအသေးစိတ်ပြောရရင်တော့မျက်စိနားနှာခေါင်းရှာကိုစိတ်အာယုံတွေနဲ့ထိတွေ့မဲ့ဒွါရ6ပါးစလုံးမှာသတိကပ်ထားရတယ်တခါတလေဆိုမေ့ပြီးတော့ခြင်အောင်ရိုက်မိတယ်ကိုရဲ့နားနာနဲ့အတန်ကြားပြီးတော့စီးမြောင်းမိတယ်မျက်စိကနေရှောက်ကြည့်မိတယ်လူပဲကို တတိလွတ်တာနဲ့လုံမိတာပဲတက်နိုင်သမျှတော့ထိမ့်သိမ့်ဆင်ကျင်ရတာပေါ့ကျွန်တော်တို့ငယ်ငယ်ကတော့ဥပုပ်ဆောင်နေဆိုရင်ရည်ရွယ်ချက်လည်းတိတ်ပြီးတော့နားမလဲခဲ့ပါဘူး၁၂နှစ်ကျော်ရင်အစားအစာလို့မရတော့တာမို့နေ့လယ်စာကိုနင်းကန်စားတနေ့ကုန်ကိုလှုပ်ရှားလဲအထွေထူးရှိမနေတော့လှိမ့်ပြီးတော့အိတ်တာပဲညကြရင်ဗိုက်တွေကစားဘာတောက်လို့ရလဲဘာတောက်ရင်ဥပုပ်ကျိုးလဲဆိုပြီးတော့လှိုက်ပြီးတော့မေးတာပဲ။ နောက်တနေ့မနက်မရောက်မချင်းစိတ်တွေပင်ပန်းလို့ကိုစိတ်ရဲ့ခန္ဓာကြီးကိုရဲ့ထိန်းချုပ်နိုင်စွမ်းအတွက်အကျိုးရှိခြင်းရှိပေမဲ့ဥပုပ်ဆောက်တည်ခြင်းရဲ့အနှစ်သာရတွေကိုတော့အပြည့်အဝမရခဲ့ဘူးလို့ပဲပြောရမယ်။ဥပုပ်ဆောက်ရင်လက်ဖက်ရည်မတောက်ရတော့ဘူး။အမုံနဲ့ဖြော်တာမို့လို့တဲ့။တကယ်ကနေလွဲညစာမစားခိုင်းတာကထိုင်းမိုင်းလေးလံနေမှာဆိုလို့ ်ပိစဝိစတွေများမှဆိုလို့အစားတောက်ပေါ်တတ်မှတ်တဲ့စိတ်တွေကများနေမှဆိုလို့နဘက်ရီတစ်ခွက်တောက်လိုက်တာဘသူမှဘာမှမဖြစ်ပါဘူးမထိုင်းမိုင်းတဲ့အပြင်လမ်းတော်လမ်းအောင်မယ်ကိစ္စလည်းဒီလောက်မများဘူးတကယ်ပြဿနာကလက်ဖက်ရည်တောက်ချင်နေတဲ့ဆန္ဒကိုမချုပ်တီးနိုင်ခြင်းမှရှိနေတာပဲဒါကြောင့်ဥပုပ်ကျူးတာမကျူးတာခဏတား အရသာခံကျင်နေတဲ့အဲ့ဒီ attachment လို့ခေါ်တဲ့တွန်ညှိမှုကိုမင်းကမလျှော့လိုက်နိုင်ဘူး။ဒါကပို့ပြီးတော့အဓိကကြတယ်။တခါတလေဆိုအလောက်ကိစ္စကြောင့်အပြင်ရောက်တယ်။နေ့လယ်စာစားတော့၁၂နာရီဖြစ်နေပြီ။အရင်ကလိုမျိုးစဉ်းစားရင်တော့ဒါကဥပုပ်ကျိုးပြီပေါ့။အခုတော့အချိန်ကအဓိကမှမကြပဲ။ဖုန်းကြီးလည်းမဟုတ်ဘူးလေ။နောက်ပြီးအလောက်ကြောင့်သာနောက်ကျရတာပဲကို။အဓိကအပေါ်မှာပြောခဲ့သလိုပါပဲ။ မတက်မတ်ဖို့ပါပဲ7ခွဲမှာအစားတွေနင်းကန်စားပြီးစောင့်ခဲ့တဲ့ဥပုံနဲ့နေ့လယ်တနားရီမှာအမှတ်တရလေးနဲ့စားပြီးတော့စောင့်တဲ့ဥပုံကအတိပယ်ပို့ရှိရမဟုတ်ဘူးလားဒါကြောင့်တကယ်တော့ဥပုံစောင့်နေဆိုတာကိုတခွန်းနဲ့နဲ့ပြောပါဆိုရင်အာယုံ6ပါးကနေတဆင့်ကာမတုခခံစားခြင်းနဲ့စိတ်တွေကိုထိမ့်သိမ်းရခြင်းပါပဲရလက်အနေနဲ့ဘာဖြစ်လဲဆိုတော့စိတ်ငြိမ်းချမ်းတယ်ကြည်လင်တယ် လူကလည်းလွတ်လပ်ပေါ်ပါတယ်အကျိုးရှိတာတွေပိုလောက်လာနိုင်တယ်တရားနာတရားထိုင်လို့ပိုပြီးတော့ကောင်းတယ်အလောက်ပိုပြီးတော့ပြီးတယ်ပုရုဇဉ်တွေဖြစ်တဲ့အတွက်ဒီတိုင်းနောက်ရက်တွေတော့ဘယ်နေနိုင်မှမလဲသို့ပေမဲ့အပေါ်မှာရေးခဲ့တယ်လို့ပါပဲနံပါတ်1တတ်နိုင်သမျှရေရိုးရှင်းရှင်းနဲ့နေညစာမစားနဲ့မလုံနိုင်သေးရင်နည်းနည်းပဲလျှော့စားဟိုဟင်းပါမှဒီဟင်းပါမှမလုံနဲ့ နောက်နမတ်နဲ့ဆိတ်ရဲ့ဆွဲလမ်းမှုတွေကိုရှော့ချဆွဲလမ်းမှုနဲ့ပူလောင်မှုကဓာတ်ရိုက်အချိုးကျတယ်ကိုယ့်ဟာကိုပြန်စမ်းစားကြည့်ဆွဲလမ်းလေးလေးပူလောင်လေးလေးလူကိုဆွဲလမ်းတာဖြစ်ဖြစ်ပြစ်စီတောင်မှမဟုတ်အတိတ်ကအမတ်တရားတစ်ခုခုကိုဆွဲလမ်းတာဖြစ်ဖြစ်အကျုံးဝင်တယ်လူဆိုတာမှလည်းကိုယ့်ကိုယ်ကိုရောတပားသူကိုပါပါတယ်ဒါက universal formula ပဲဘသူရဲ့ပူလောင်မှုမဆို့ အထက်စမလို့ခေါ်တဲ့တွင်ညှမှုကနေဖြစ်လာတာပဲ။နောက်ဆုံးအနေနဲ့တတိအားကောင်းအောင်လေ့ကျင့်။အထင်းကိုမရှိတဲ့စိတ်ဟာသွားချင်ရသွား၊လှုပ်ချင်ရလှုပ်၊ဖြစ်ချင်ရဖြစ်နေမှာပဲ။ဘသူမှမဆိုစိတ်ဆိုးစိတ်ယုတ်ဆိုတာရှိတယ်။မနာလိုစိတ်ဆိုတာရှိတယ်။အမောင်ဘတ်ချမ်းဆိုတာရှိတယ်။တတိနဲ့ထိမ့်သိမ့်နိုင်စွမ်းရှိမရှိပေါ်မူတည်ပြီးတော့ပဲလူတွေရဲ့အစင်တန်းတွေကွာခြားသွားကြတာဖြစ်တယ် နည်းချုပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ဥပုပ်ဆောင်တာကိုကုသိုလ်ရဖို့အတွက်လုပ်နေတာထက်ကိုယ့်ရဲ့နေစဉ်ဘဝတွေကိုထည့်လို့ရသလောက်ထည့်ကြည့်ပါဘဝကပိုပြီးတော့မှရိုးရှင်းလာမယ်လွတ်လပ်လာမယ်ရှင်တန်ရတာပိုငြိမ်းချမ်းလာပါလိမ့်မယ်ဒေါက်တာဖြူတီဟာ28ရက်4လ2025